အမျက်များများရပြီးတော့မှအရင်အနည်းနည်းနည်းနဲ့စလို့ရမယ့်လုပ်ငန်းသေးသေးလေးတစ်ခု6လအတွင်းမှာစတင်နေသူများဒီဗီဒီယိုကိုစုပ်ထီအောင်ကြည့်ပေးပါနံပါတ်၁စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့အတွက်ဆိုလို့ရှိရင်လည်းဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ niche market ကိုအရင်ဆုံးရှာလိမ့်မယ်။ niche market ဆိုတာဘာလဲဆိုတော့လူတိုင်းကိုရောင်းတာမဟုတ်ဘူး။ကိုသတ်မှတ်ထားတဲ့လူတစုကိုပဲကိုက ရောင်းမှာ။အစင်းနှစ်ဘာလို့ရမလဲဆိုတော့ business idea စပြီးတော့မှစဉ်းစားပါ product ပဲဖြစ်ဖြစ်တို့ service ပဲဖြစ်ဖြစ်ကိုထုတ်မဲ့ထုတ်ကုန်ဘယ်လိုလုပ်မလဲအဆင့်၃ကြာတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ test your business ကိုယ့်ရဲ့စီးပွားရေးကိုကျွန်တော်တို့စမ်းတက်ပါတော့နောက်တစ်ဆင့်ကကျွန်တော်တို့ social media page တွေထောင်ရအောင်เนาะအရေးကြီးပါတယ်အဲ့တော့နိုင်ငံခြားမှာတော့ကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့ website တွေလုပ်ကြတယ်ကျွန်တော်ဆိုလို့ရှိရင်တော့ဘာလုပ်လို့ website လုပ်ထားတယ် အဆင့်၅ကိုသွားရအောင်အဆင့်၅မှာဘာလုပ်ရမလဲဆိုတော့ feedback တွေယူအောင်เนาะအဲ့တော့ခုနကျွန်တော်တို့ကိုယ့်ရဲ့မိသားစုဝင်အတိုင်းဝိုင်းနေကိုယ့်ရဲ့တငယ်ချင်းတွေကိုကျွန်တော်တို့ရောင်းထားပြီးတော့မှသူတို့စီကနေအကြံဉာဏ်တွေတောင်းပါငါရဲ့ထုတ်ကုန်ငါရဲ့ဝန်ဆောင်မှုကဘယ်နေရာတွေကိုတိုးချဲ့တင်တယ်လဲလားဘယ်နေရာတွေကကောင်းလဲဘယ်နေရာတွေကမကောင်းဘူးလဲဘာတွေဆက်လုပ်တင်တယ်လဲဆိုတာကိုကျွန်တော်တို့ feedback တွေယူပါအဲ့ဒီ feedback တွေယူပြီးတော့မှကိုယ့်ရဲ့ business ဒီ plan တွေပြန်ပြင်ဆင်မယ် business idea တွေပြောင်းမယ်ပြီးရင်နောက်ဆုံးအဆင့်ကတော့ကျွန်တော်တို့ အရန်လို့လို့ကောင်းတဲ့ဆင်မှာအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အဖွဲ့အစည်းတွေမှာကိုကသွားပါအဖွဲ့အစည်းတွေမှာဝင်ရောက်ပါ Pride လုပ်ငန်းတွေလုပ်ရင်းနဲ့ကိုယ့်ရဲ့စီးပွားရေးအကြောင်းလေးတွေကျွန်တော်တို့ပြောပြလို့ရတယ်ကျွန်တော်ပြောတာအသုံးချဖို့ပြောတာမဟုတ်ကိုက Pride လုပ်ငန်းတွေလုပ်တဲ့အခါမှာလူဝင်ဆန့်လာမယ်လူတွေအများကြီးကိုဟလာသိလာမယ်သိလာတဲ့အခါမှာကိုကိုယ့်ရဲ့စီးပွားရေးအကြောင်းလေးတွေကိုပြောပြမယ် အဲ့ဆိုရင်တဆင်စကားတဆင်နာနဲ့တဖြည်းဖြည်းနဲ့နာမည်ကြီးသွားမှာလူတွေသိသွားမှာပဲအဲ့လိုပဲကျွန်တော်တို့ဘာလို့လုပ်ရလဲဆိုတော့သင်တန်းတွေတက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်လည်းဟိုတုန်းကသင်တန်းတွေတက်တယ်သင်တန်းတက်တဲ့ခါမှာကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုပြောပြတယ်ပြောပြတော့ဘာဖြစ်လဲဆိုလူတွေကကိုယ့်ရဲ့လုပ်ငန်းကိုစိတ်ဝင်စားပြီးတော့မှအဲ့ဒါဝယ်ယူအပေးမှုတွေလုပ်ကြတယ်ဆိုတော့ဘာလို့မလဲဆိုတော့ကျွန်တော်ပြောတယ် network ဖွဲ့တာဒါကိုကျွန်တော်ဘာခေါ်လဲ network ဖွဲ့ခြင်းအဲ့တော့ကျွန်တော်တို့ပြောနေကြစကားအတိုင်းပါပဲ ကိုကချမ်းသာသလားဆင်းရဲသလားဆိုတော့အရင်မကြည့်ဘူးတဲ့ကို့မှာမိတ်ဆွေကောင်းနေဘလောက်ထိအောင်ရှိတယ်လဲဆိုတာကလောကမှာအရေးကြီးတာပါတဲ့အခုဒီပြည်ချင်းလူငယ်နဲ့မိတ်ဆွေ ဘာလို့အောင်လဲဆိုတော့ network ဖွဲ့ပါဆိုတော့အသင်းဖွဲ့တွေအဖွဲ့အစည်းတွေ organization တွေမှာဝင်မှာဝင်ပြီးတော့မှကိုကိုကိုထင်ပေါ်ကျော်ကြအောင်လုပ်ပါသူတို့နဲ့စကားတွေပြောပါကိုယ့်ရဲ့စီးပွားရေးတွေအကြောင်းပြောပါအဲ့ဒါဆိုလို့ရှိရင်ဒီအစ်စ်လုပ်မယ်ဆိုလို့ရှိရင်အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်နဲ့မိတ်ဆွေတွေဘာဖြစ်လာမလဲဆိုတော့အချိန်ကာလတိတ်မကြခင်တွင်မှာစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာပါလိမ့်မယ်ဒီကြောင်းအရင်ကနေဗီဒီယိုမှာအခုဒီဗီဒီယိုကြည့်နေလူငယ်နဲ့မိတ်ဆွေဟာဂျိုးရဇုန်တရားရလိမ့်မယ်လို့ကျွန်တော်ညွှန်လင်းပါတယ်ဂျိုးရဇုန်တရားရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းမဲ့ comment မှာ yes လို့ရေးပေးပါဦးဒီ ီဒီယိုဆုံးထောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလင်းအောင်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ